ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မကြခင်မှာနောက်ဆုံးပွဲစဉ်ထိုးသက်သွားရမယ့်မြန်မာကုန်ဆောင် Fighter ဒီ online ဆိုင်အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာကုန်ဆောင် Fighter ဒီ online ဆိုင်ဟာ Fighter ဘဝနေဝင်ခြင်းအချိန်ကိုရောက်ရှိနေပြီလို့ပြောရတော့မှာပါအသက်အရွယ်က39နှစ်အထိကိုရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်စွမ်းဆောင်ရည်တွေကလည်းအရင်ကလိုမျိုးအကောင်းကြီးမဟုတ်တော့ပါဘူး online ဆိုင်လက်ရှိအချိန်မှာမြန်မာငလင်းဘေးအတွက်သူရဲ့လက်အိတ်ကိုလေးလံတင်ရောင်းချထားပါတယ် ။အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး online ဆန်းကအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်။ကျွန်တော်ရဲ့ career ဘဝမှာအလင်းကလာနီဆိုတာအရန်ကိုခက်ခဲခဲ့တဲ့ပြိုင်ဘက်တစ်ယောက်ပါ။အဲ့ဒါကြောင့်မလို့သူနဲ့ထိုးခဲ့တဲ့ဒီလက်အိတ်ကကျွန်တော်တို့အရန်ကိုတန်ဖိုးရှိပါတယ်။ကျွန်တော်လည်းအရန်မြန်မာနိုင်ငံကိုကူညီချင်နေတာပါ။ဒါကြောင့်လေလံတင်ပြထားပါဆိုပြီး online ဆန်းကရှင်းပြသွားခဲ့ပါတယ်။ဆလဘီမြမကုံဆောင်ဖိုင်တာကြီးကအခုလိုမျိုးဆက်ပြောပါတယ်မြမပရိသတ်တွေကကျွန်တော်ကိုအရင်အားပေးကြပါတယ် ကျွန်တော်အနေနဲ့လည်းစကိုင်းနဲ့မန္တလေးကပြည်သူတွေအတွက်အရန်ကိုစိတ်မကောင်းဖြစ်ရပါတယ်။ဒီငလင်းသတင်းကိုကြားတော့ကျွန်တော်မျှော်လင့်ချက်မဲ့သွားတယ်လို့ခံစားလိုက်ရပါတယ်။ကျွန်တော်ကိုယ်တိုင်အရောက်လာပြီးကူညီချင်တာပါ။ဒါမဲ့ဘလို့မှမဖြစ်နိုင်လို့ပါ။ပရိသတ်များအလုံးအားတင်းထားဖို့ပဲတိုက်တွန်းချင်ပါတယ်။ကျွန်တော်ဆိုရဆိုရင်ကျွန်တော်မနေ့ပြန်ချက်ချင်းပြန်လာကြင်တာပါဆိုပြီးငလင်းပေးတဲ့ပြည်သူတွေအတွက်အားပေးစကားပြောဆိုထားခဲ့ပါတယ်။ online ဆန်ငလင်းပေးတော့လေသူတက်နိုင်တဲ့ဘက်ကနေအဖက်ဖက်ကူညီနေတာတွေ့ရပါတယ်။ အွန်လိုင်းဆန်အလင်းကလာရီနဲ့ထိုးတက်ခဲ့တဲ့လက်အိတ်ကိုလေးလံတင်ရောင်းချထားတာဖြစ်ပြီး Go Family website ကနေလည်းငွေကြေးလူတန်းမှုတွေပြုလုပ်နေပါတယ်။အဲ့ဒီရခဲ့တဲ့ငွေတွေကိုလည်းစကိုင်းနဲ့မန္တလေးကပြည်သူတွေစီကိုဓာတ်ရိုက်ပို့ဆောင်သွားမယ်လို့အွန်လိုင်းဆန်ကပြောပါတယ်။ online ဆန်အရှမေအာဒိုဂန်ကိုနှစ်ပွဲဆက်တဲ့ရှုံးနေထားခဲ့တာဖြစ်ပါတယ်။ online နောက်ဆုံးထိုးတက်ခဲ့တဲ့အာဒိုဂန်နဲ့ပွဲပြီးမှဆိုရင်ချက်ချင်းကိုအနိုင်ယူတော့မလို့အထီးဖြစ်ခဲ့တာပါ။ ဒါပေမဲ့အောင်လာကသူ့အနေနဲ့သူ့မိသားစုတွေသူ့တင်းနဲ့ပြန်လဲစဉ်းစားခဲ့ပြီးနောက်ဆုံးတစ်ပွဲထပ်မံထိုးသက်သွားမယ့်အကြောင်းပြောဆိုထားပါတယ်။ဒီအကြောင်းကိုမြန်မာကုန်ဆောင်ဖိုင်တာကြီးကအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်။ကျွန်တော်လည်းအခုဆိုအသက်ကြီးလာပါပြီ။နောက်ဆုံးပွဲကဘယ်ချိန်ဖြစ်မလဲတော့မသိသေးပါဘူး။လာမယ့်ပွဲကဖိုင်တာဘောနောက်ဆုံးပွဲဖြစ်သွားနိုင်ပါတယ်။အဲ့ဒီတော့ဒီပွဲမှာမြန်မာပြည်သက်တွေကိုပျော်ရွှင်နိုင်အောင်ကျွန်တော်ကြိုးစားပါမယ်။ဒီ training မှာကျွန်တော်အကောင်းဆုံးကြိုးစားသွားမှာပါ။ နိုင်မွေးယူပြနိုင်အောင်ကျွန်တော်စွမ်းကုန်စူးစမ်းသွားမှာပါဆိုပြီးကချင်သားကြီးကအင်တာဗျူးမှာပြောဆိုသွားခဲ့တာဖြစ်ပါတယ်ပထမကြီးကတော့ငလင်ပေးတဲ့ပြည်သူတွေအတွက်လည်းအစွမ်းကုန်ကူညီမှုတွေလှုပ်ဆောင်နေပြီးတန်းနိုင်တဲ့လောက်အစွမ်းကုန်ကူညီပေးနေတာတွေ့ရပါတယ်။ online ဆန်သူရဲ့ပြောပုံရဆိုရင်မကြခင်မှာသူရဲ့ fighter ဘော retirement ပွဲကိုကြီးရပွဲရှိနေပါတယ်။ကျွန်တော်တို့မြန်မာပြည်သက်တွေအတွက်ဂုဏ်ယူအောင်အမြင့်လုပ်ပြပေးခဲ့တဲ့ online ဆန်ရဲ့နောက်ဆုံးပွဲဟာမကြခင်ကျွန်တော်တို့ပြည်သက်တွေစီရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အဲ့ဒီပွဲပြီးရင်မြမကုံဆောင်ဖိုင်တာကြီးရဲ့ပွဲတွေကိုနောက်တစ်ချိန်တန်းစကားဝိုင်းတွင်းမှာကြည့်ရပွဲမရှိတော့ပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ပရိသတ်တွေနေနဲ့ရှုံးရှုံးနိုင်တဲ့ online ဆန်းကိုအားပေးရအောင်မှာဖြစ်ပါတယ်။အချင်းသားကြီးတို့ဝမ်ချမ်ပီယံရှစ်ကလည်းပြပြချက်ချက်ဒီပွဲကိုစီစဉ်ပေးသွားမယ်လို့ကြားသိရပါတယ်။ဖြစ်နိုင်ခြေရှိဆုံးကမြန်မာပြည်သက်တွေပေါ်တဲ့ဘန်ကောက်လိုနေရာမှာပဲအွန်လိုင်းဆန်းအတွက်တခန်းတနားနဲ့ပွဲစဉ်ကျင်းပပေးသွားမယ်လို့လည်းသိရှိထားပါတယ်။ 1 Championship CEO ချက်တွင်နေနဲ့လဲ online ဆန်းကိုခန်းခန်းနာနာသူပြိသက်တွေနေအရှိမှာပဲအနားယူစေခြင်းနဲ့လို့ပြောဆိုထားခဲ့ဖူးပါနေ။ဒါကြောင့်မလို့ online ရဲ့ retirement ပွဲကဘလို့ဖြစ်လာမလဲဆိုတာတော့ကျွန်တော်တို့အနေနဲ့စောင့်ကြည့်ရမှာပါ။တိတ်မကြခင်မှာလဲဒီပွဲကဖြစ်လာနိုင်မှုရှိနေပါတယ်။ဘလို့ခင်းခြင်းတွေဖြစ်လာအောင်မလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာပါ။အားရဘလို့ဖြစ်နေပါစေကျွန်တော်တို့ပြည်သက်တွေကိုခုံယူအောင်အမြဲလှုပ်ပြပေးခဲ့ပြီးဖြစ်လို့အွန်လိုင်းဆန်နေတဲ့တာဝန်ကြီးတယ်လို့ပဲပြောရမှာပါ ဘလို့အခင်းကျင်းတွေဆက်လက်ဖြစ်လာအောင်လဲဆိုတော့ promotion ကချပြလာတဲ့အကြောင်းအရာတွေကိုဆက်လက်ဆောင်ကြည့်ရှာမှာပါ online ဆိုင်နေလေလေသူရဲ့ retirement ပွဲစဉ်မှာဘလို့ချမ်းပြသွားမလဲနောက်ဆုံးပွဲစဉ်မှာနိုင်ဝဲယူပြပြီးမြန်မာပြည်သက်တွေကိုပျော်ရွှင်မှုတွေထပ်မံပေးသွားမလားဆိုတော့ကျွန်တော်တို့အနေနဲ့ဆက်လက်ဆောင်ကြည့်ကြရမှာပါခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲဒါမယ့်နေ့ဒီမှာလေ MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာရဲ့ပဲရှုမဲ့ကောင်းနေလေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ